Hollywood လက်ချက်အမှုပညာသမား ခီယာနူရီဟာဟောလိဝုဒ်ရဲ့လက်ချက်လို့ပြောရမယ့်အမှုပညာသမားတစ်ဦးဖြစ်ပါတယ်။ခီယာနူကသူ့ရဲ့ Matrix Reload နဲ့ Revolution အမှုပညာကြီး75 million ကျော်ကို Flint Crew, VFH တင်းနဲ့ Stunting ကိုပြန်လူခဲ့တာဖြစ်ပြီး Matrix Reload ရဲ့ Fighting စင်းတွေမှာပါခဲ့တဲ့ Stuntman 12ဦးကိုကျေးဇူးတင်တဲ့အနေနဲ့ Harley Davidson ကိုပါလက်ဆောင်ပေးခဲ့ပါတယ်။ခီယာနူက John Wick 4ရိုက်ကူးပြီးချိန်မှာလည်းသူ့ Stunting ကို Rolex Submariner တစ်လုံးစီလက်ဆောင်ပေးခဲ့ပါသေးတယ်။တစ်ခါကရုပ် ရှင်ဆက်တစ်ခုမှာအမျိုးသမီးတယောက်ကသူ့အိမ်ကိုစုံတော့မယ်ဆိုပြီးငွေကြေးခက်ခဲနေလို့ငိုနေတာခီယာနူးကြားထားတဲ့အချိန်မှာဒေါ်လာ2000ကိုအကောက်တဲထည့်ပေးခဲ့တဲ့အထိသဘောထားပြေဝသူတဦးဖြစ်ပါတယ်။ရန်ပန်ရခါမှာလည်းနမဲကြီးဆိုတာကိုဘေးဖယ်ထားပြီးလူတိုင်းနီးတူမြေအောက်ရထားစီးလေးရှိပြီးအိမ်ခြေရာမဲ့တွေနဲ့ပါလမ်းမတနေရမှာစကားဖောင်ဖွဲ့ပြောဆိုတတ်ပါသေးတယ်။ ြားအပြင်ခီယာနူဟာဟောလိဝုဒ်ရဲ့အသံမာဆုံးလူသားတဦးလို့ဆိုကြပြီး1999ခုနှစ်နောက်ပိုင်းကပထမဆုံးသမီးလေးဟာအသက်မပါလာခဲ့ပဲနောက်နှစ်နှစ်လောက်မှာတော့အဲ့ဒီချစ်သူကောင်မလေးဟာကားမတော်တဆမှုနဲ့ဆုံးမခဲ့ရပါတယ်ဒါကြောင့်ဘာမဟုတ်တဲ့ကိစ္စလေးတစ်ခုကြောင့်စိတ်တက်ကြမယ်လို့စဉ်းစားမိလိုက်တိုင်းခီယာနူးကိုတွေးမိပြီးမိမိကိုကိုပြန်လည်မြင့်တင်အောင်စူးစမ်းတင်တယ်လို့အကြံပြုလိုက်ပါရရှင်။